အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်နှစ်ပေါင်းတရာအတွင်းကဘာကြီးတစ်ခုလုံးလုံးဝပြောင်းလဲသွားရင်ဘယ်လိုလုပ်မလဲကျွန်တော်တို့ဘိုးဘွားတွေရဲ့ရိုးရှင်းတဲ့လေယာဘဝကနေမီကိုရန်နေရဲ့မြို့ပြကြီးတွေလက်မှုပညာကနေစက်ရုပ်တွေစီလက်ရက်ပြက်ကူးပြောင်းသွားတာမျိုးပေါ့ဗြိတိန်မှာပေါ်ပေါက်ခဲ့တဲ့ရင်းနှီးငွေဆက်တလုံးကလူပေါင်းလောကကိုဘယ်လိုလှုပ်ခါသွားစေတာလဲဒါဟာတိုးတက်မှုလားအမဟုတ်ပျက်စီးခြင်းရဲ့အစလားကျွန်တော်တို့ရဲ့ခစ်တက်ကဘာကြီးကိုပုံဖော်ပေးခဲ့တဲ့ဗြိတိရှားစစ်မှုတော်လှန်ရေးရဲ့လက်ဝဲချက်တွေကိုရှာဖွေကြည့်လိုက်ကြရအောင် ဗြိတိရှ်ဆက်မှုတော်လှန်ရေးသူ18ရာစုအလယ်ပိုင်းမှာ19ရာစုအလယ်ပိုင်းထိဗြိတိန်နိုင်ငံတွင်ဖြစ်ပေါ်ခဲ့တဲ့လူမှုရေးစီးပွားရေးနှင့်ဤပညာဆိုင်ရာတော်လှန်ပြောင်းလဲမှုကြီးတစ်ခုဖြစ်ပါဤတော်လှန်ရေးမှာလူသားတို့ရဲ့နေထိုင်မှုပုံစံ၊လုပ်ကိုင်မှုပုံစံနဲ့ကဘာကြီးရရှုမြင်မှုအခြေခံကြကြပြောင်းလဲစေခဲ့ပါတယ်။လက်ဖြင့်ပြုလုပ်တဲ့ထုတ်လုပ်မှုမှာဆက်ရန်နေရာများဖြင့်အကြီးအကျယ်ထုတ်လုပ်တဲ့စနစ်တို့ကူးပြောင်းခြင်းဖြစ်ပြီးတော့အဲ့ကနေပြီးတော့ခေတ်သစ်လူပောင်ရဲ့အစပြုအောင်လဲစုံနိုင်ပါတယ်။ စမှုတော်လှန်ရေးရလဒ်များရဲ့နေ့ခေတ်အထိဆက်လက်လွှမ်းမိုးနေစဉ်ဖြစ်ကလူသားသမိုင်းတွင်အရေးကြီးဆုံးကူပြောင်းမှုကာလတွေမှာတစ်ခုဖြစ်သတ်မှတ်နိုင်ပါတယ်။ဒါကြောင့်စမှုတော်လှန်ရေးဒီဗြိတိန်နိုင်ငံနဲ့ဆက်တင်ဖြစ်ပွားခဲ့ရတဲ့လေအီမေကွန်းရေးဖြစ်ပြီးဗြိတိန်၏ထူးခြားသောအားသာချက်များသာပါဝင်ပါတယ်။ပထမဦးစွာဗြိတိန်တွင်တန်တန်မနီကြောင့်မိသွေးခဲ့သူသောတဘာဝအရင်းမြစ်များကျွဲဝစွာရှိနေခြင်းဖြစ်သည်။ အထူးသဖြင့်ကြောင်ဝီးသွေးသည်ရင်းနှင်းငွေ့ဆက်များအတွက်မရှိမဖြစ်လိုအပ်သောစွမ်းရည်အရင်းမြစ်ဖြစ်ခဲ့ပါသည်ဒုတိယအနေနဲ့၎င်းကပထိုလ်ဝင်အနေထားရကျွန်းနိုင်ငံဖြစ်ခြင်းကြောင့်ဒီကြောင်ပို့ဆောင်ဆက်သွယ်ရေးအတွက်အားသာချက်များစွာရှိခဲ့ပြီးနိုင်ငံတွင်းနဲ့လည်းမြေချောင်းများပေါ်များခြင်းကကုန်စီပို့ဆောင်ဆက်သွယ်ရေးကိုလဲကူစေခဲ့ပါသည်တတိယအနေနဲ့ဗြိတိန်နိုင်ငံ၏နိုင်ငံရေးစနစ်တည်ငြိမ်ပြီးပုဂ္ဂလိကပိုင်ဆိုင်권များကိုလည်းအကာအကွယ်ပေးသည့်စနစ်ဖြစ်သည့်ပြည်ထောင်မှစီးပွားရေးလုပ်ငန်းရှင်များအားရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်နှင့်စိုးတီထွင်မှုများပြုလုပ်ရန်ယုံကြည်စိတ်ချရသော ပတ်ဝန်းကျင်ကိုဖန်တီးပေးခဲ့ပါတယ်။စောဦးတီချင်လိုသိရှိသောစီးပွားရေးသမားများပေါများခြင်းနဲ့ဥပဒေအကာအကွယ်ပေးမှုတို့သည်ဤပညာအသက်များကိုအကောင့်ထည့်ဖို့ရန်ခွင့်လန်းများစွာကိုပြီးဆွံ့ခဲ့ပါတယ်။စမှုတော်လည်းမစခင်ကမယ် ဗြိတိန်သည်စိုက်ပျိုးရေးဆိုင်ရာဒေါ်လာပြောင်းလဲမှုကိုကြုံတွေ့ခဲ့ရပါတယ်။ဒီစိုက်ပျိုးရေးတိုးတက်မှုဟာစစ်မှုဒေါ်လာရဲ့အတွက်ခြေကအုံမြစ်ကိုချပေးခဲ့ပါတယ်။ဒီနှစ်တည်းနဲ့လက်ကျစိုက်ပျိုးခြင်း forfi crop rotation ကဲ့သို့သောစိုက်ပျိုးနည်းစနစ်တင်များကိုမိတ်ဆက်ခြင်းနဲ့မျိုးကောင်းမျိုးတက်များကိုအသုံးပြုခြင်းတို့ဟာစားနပ်ရိက္ခာထုတ်လုပ်မှုကိုတည်တည်တသာမြင့်တင်ပေးခဲ့ပါတယ်။ဒါအပြင်ချန်စီယိုခတ်ပိတ်ဆို့ခြင်းလှုပ်ရှားမှု anclos movement တွေလည်းရေးပါခဲ့ပါတယ်။ ယခင်ကအများပိုင်မိများကိုပုတ်ကလိကပိုင်ဖြစ်တက်မှတ်ကခြံစည်းရိုးများခက်၍ပုံမထီရောက်သောစိုက်ပျိုးရေးကိုလှုပ်ဆောင်လေကြပါတယ်။ဤပြောင်းလဲမှုများဟာလေသမားအနေငယ်ဖြစ်ပြီးစားနရိတ်ခါကိုပိုရှန်စွာထုတ်လုပ်နိုင်စေခဲ့ပါတယ်။စားနရိတ်ခါပုံမလုံလောက်စွာရရှိလာခြင်းနဲ့အစားအသောက်အရည်အသွေးကောင်းမွန်လာခြင်းတို့ကြောင့်ဗြိတိန်၏လူယူကြီးလည်းအရှိန်အဟုန်ဖြင့်တိုးတက်လာခဲ့ပါတယ်။ကျမ်းမာရေးစောင့်ရှောက်မှုကလည်းအနေငယ်တိုးတက်လာပြီးတော့တန်ရှင်းအသိပညာမြင့်မားလာမှုကလည်းတက်တန်းပိုရှိလာစေခဲ့ပြီးကလေးတည်ဆုံးမှုနှုံးမှုရှော့ချစေခဲ့ ဤလူရဲ့ဒိုးဝါလာခြင်းဆက်မှုလုပ်ငန်းများအတွက်အလွန်ရေးကြီးသောအကျိုးဆက်နှစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်ပထမအချက်မှာဆက်ယုံများအတွက်လိုအပ်သောလုပ်သားအင်အားလေဘာ supply ကိုပံ့ပိုးနိုင်ခဲ့ခြင်းဖြစ်ပါတယ်ဒုတိယအချက်မှာလူရဲ့များပြားလာခြင်းကြောင့်ထုတ်လုပ်ထားသောကုန်ပစ္စည်းများအတွက်ကြီးမားသောဈေးကွက် consumer market တစ်ခုကိုဖန်တီးပေးခဲ့ခြင်းဖြစ်ပါတယ်စိုက်ပျိုးရေးနယ်ပယ်မှာအလုတ်ကင်မဲ့သွားသူများဟာယူဂျီးများသို့ပြောင်းရွှေ့ပြီးတော့ စက်ရုံများရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးခဲ့ကြပါတယ်။ဤချက်များဟာစက်မှုဒေါ်လာရင်းမိဘွားကိုစတင်ခဲ့တဲ့လောင်စာများဖြစ်တယ်လို့ဆိုနိုင်ပါတယ်။စက်မှုဒေါ်လာရင်းဟာအထည်လိတ်လုပ်ငန်းမှစတင်ခဲ့လို့ပြောနိုင်ပါတယ်။ဗြိတိန်တွင်သုံးဝေးနဲ့ချီတယ်များကိုရှေးရခင်ကလေးကထုတ်လုပ်ခဲ့ကြပြီးမယ်။၁၈ရာစုတွင်တီထွင်ခဲ့တဲ့စက်ပစ္စည်းများကထုတ်လုပ်မှုနှုန်းကိုလုံးဝပြောင်းလဲစေခဲ့ပါတယ်။ပထမဆုံးသောအရေးကြီးသည့်တီထွင်မှုမှာ1933ခုနှစ်တွင်ဂျွန်ကေးတီထွင်ခဲ့တဲ့နှုန်းဖြစ်ပါတယ်။ ၎င်းဟာအထည်ရက်လုံရမှာပုံမှန်ထက်ပုံမကျဲဝန်းပြီးပုံပုံမြန်ဆန်သော အထည်များကိုရက်လုံနိုင်စေခဲ့ပါတယ်။ထုံလုံမှုလုံမြင်မာလာတဲ့အခါမှာလွန်အတွက်လိုအပ်တဲ့ချီမြှင့်ကိုအလုံးလျောက်ထောက်ပံ့ရန်ပြဿနာပေါ်ပေါက်လာခဲ့ပါတယ်။ဤပြဿနာကိုဖြေရှင်းရန်အတွက်နောက်ထပ်တီထွင်မှုများဇက်တိုက်ပေါ်ထွက်လာခဲ့ပါတယ်။1964ခုနှစ်မှာ James Hargrave တီထွင်တဲ့ချင်းငင်ဂျက်နီဆာကအလုံသမားတအူးရဲနဲ့ချီမြှင့်များစွာကိုတစ်ချိန်နဲ့ငင်းနိုင်စေခဲ့ပါတယ်။အဲဒီနောက် 1969ခုနှစ်မှာ Richard Arkwright ရဲ့ရေပုံဆက်ဟာရေအားကိုအသုံးပြုပြီးချီမင်းများကိုပုံမှုခံကန်းအောင်ငင်နိုင်စေပြီးဆက်ယုံကြီးများတွင်ဗဟုထုတ်ကင်မှုဖြင့်ထုတ်လုပ်သည့်စနစ်ကိုမွေးဖွားပေးခဲ့ပါသည်။ဤဆက်များကိုလည်ပတ်နိုင်ရန်ရေအားလိုအပ်တဲ့အတွက်ဆက်ယုံများကိုမြေချောင်းများနီးတွင်တိစောက်ခဲ့ကြပါသည်။နောက်ဆုံးတွင်1985ခုမှာ Edmund Carrick တည်ထွင်ခဲ့တဲ့ Power Loan ဆက်ကရဲလုံချင်းလုပ်ငန်းကိုပါဆက်ရန်နေရာများဖြင့်အပြည့်အဝအစားထိုးနိုင်ခဲ့ပါသည်။ဤတည်ထွင်မှုများဟာအထယ်လိမ့်ထုတ်လုပ်မှုကိုရေကင်းငှားထက် စာပေါင်းများစွာမြန်ဆန်စေခဲ့ပါတယ်။ရလဒ်အနေနဲ့အထက်လိစီးနှုံများခြာဆင်းလာပြီးရေသွင်းမြေကုန်ပစ္စည်းများကိုတာမန်ပြည်သူများပါဝယ်ယူနိုင်ခဲ့ကြပါတယ်။ဤစစ်မှဆလို့စက်ယုံများတဲ့အလုပ်လုပ်ကံသောလုပ်သားများသည်ထဲချုပ်လုပ်ငန်းရဲ့အဓိကမှန်တိုင်ဖြစ်လာပြီးအိမ်တွင်းလက်မှုလုပ်ငန်းများသည်တဖြည်းဖြည်းမေးမိန်ပြောက်ကွယ်သွားခဲ့ရပါတယ်။ဤပြောင်းလဲမှုများစီးပွားရေးစနစ်တစ်ခုလုံးကိုပြောင်းလဲပြစ်လိုက်ခြင်းဖြစ်ပါတော့တယ်။စမုဒ္ဒလရဲ့အဓိကမောင်းနေအမှာစွန့်ရင်ဖြစ်ပြီးအ ၎င်းစွမ်းအင်ကိုကြောက်မိသေးမှရရှိပါတယ်။ရှင်းရခင်ကတံပဏီများထုတ်လို့ရမှာတစ်သားမီသွေးကိုအသုံးပြုခဲ့တော့တစ်တော်များပြုံးတိလာခြင်းကြောင့်အစားထိုးရန်လိုအပ်လာခဲ့ပါတယ်။ဤပြဿနာကို၁၈ရာစုစောပိုင်းတွင်အိဗရာဟမ်ဒါဗီကကုံမီသွေးကြောက်မီသွေးကိုအပူပေးကပြုတ်လုထားတဲ့တန့်စင်တဲ့လောင်စာအတုံးပြည့်၍တံပဏီချက်လုပ်ခြင်းနီလန်ကိုတီထွင်ခြင်းဖြင့်ဖြည့်ရှင်းနိုင်ခဲ့ပါတယ်။ကုံမီသွေးဟာတံမဏိကိုပုံပုံကြီးမားသောပမာဏဖြင့်ထုတ်လုပ်နိုင်စေခဲ့ပြီး အရေးကျိုးတဲ့ပုံမှန်ကောင်းမွန်စေခဲ့ပါတယ်။တမနီကိုအကြီးကျယ်ထုတ်လုပ်နိုင်လာခြင်းဟာစမှုတော်လန်ရဲ့ခန္ဓာအားလုံးကိုအကျိုးပြုခဲ့ပါတယ်။ထယ်လက်ဆက်ယုံများအတွက်ပုံမှန်ခံခံသောဆက်ရဲနေရာများရင်းနှီးမြှင့်ဆက်များအတွက်အစိတ်ပိုင်းများတရားများမြေထားလမ်းများနဲ့နောက်ပိုင်းတွင်ရင်းနှီးမြှင့်ယထာများတိဆောက်ရန်အတွက်တမနီကမရှိမဖြစ်လိုအပ်လာခဲ့ပါတယ်။ဒါကြောင့်တန်နှင့်ဂျောင်းဝီသွေးလုပ်ငန်းများတစ်ခုနဲ့တစ်ခုဆက်ဆက်နေပြီးတော့အတူတကွတိုးတက်လာခဲ့ပါတယ်။ ကျောင်းမီးသွေးတူဖော်ရေးလုပ်ငန်းတွင်လည်းအဓိကပြဿနာတစ်ခုရှိခဲ့ပါတယ်။၎င်းမှာမိုင်းမြန်များနှဆိုင်လာတဲ့အခါရေဝင်ရောက်မှုကိုထိန်းချုပ်ရန်ခက်ခဲလာခြင်းဖြစ်ပါတယ်။ဤပြဿနာဒီမြန်လေးရေနွေးမှုဆက်ကိုတီထွင်ရန်တောင်းအားဖြစ်လာခဲ့ပါတယ်။ဂျာမနီထုတ်လုပ်မှုတိုးတက်လာခြင်းကျောင်းမီးသွေးတူဖော်မှုမြင့်မားလာခြင်းတို့ဟာဗြိတိန်ကိုကမ္ဘာဆက်ယုံအဖြစ်တဖြည်းဖြည်းပြောင်းလဲစေခဲ့ပါတယ်။ ကျောင်းဝီသွေးတွင်များဟာစမှုတော်လန်ရဲ့တက်သွေးကျော်ဖြစ်လာခဲ့ပြီးထိုတွေသားများရှိမြို့များနေလည်းနေမြန်စွာကြီးထွားလာခဲ့ပါတယ်။ကျောင်းဝီသွေးကိုတည်ယူပို့ဆောင်ရေးအတွက်ပါအထောက်ပြုနိုင်လာတဲ့အခါမှာဗြိတိန်ရဲ့စမှုပထဝီဝင်အနေအထားဟာလုံးဝပြောင်းလဲသွားခဲ့ပါတယ်။အီတီယန်ဇာတာများဟာဗြိတိန်နိုင်ငံအခြားနိုင်ငံများထက်စမှုနယ်ပယ်တွင်အစပေါင်းများစွာဦးဆောင်နိုင်စေခဲ့ပါတယ်။စမုတ်တော်လိုင်းယူအမန်ကေမောင်းနေသွားစေတဲ့စားရှင်ရင်းနှွေးငွေဆက် steam engine ပဲဖြစ်ပါတယ်။ရင်းနှီးငွေ့ဆက်ရေးရှေ့ပြေးပုံစံများကိုစတင်တည်ထွင်ခဲ့သူမှာ Thomas Newcomen ဖြစ်ပါတယ်။သူဤစက်ကို18ရာစုစောပိုင်းမှာကြောင်ဝီသွေးမင်းများမှာရေထုတ်ရန်အတွက်အဓိကအသုံးပြုခဲ့ပါတယ်။သို့သော် Newcomen ရဲ့ဆက်ဟာလောင်စာသုံးဆက်မှုအလွန်များပြားပြီးစွမ်းရည် social မှုများပြားခဲ့ပါတယ်။ဒီပြဿနာကိုဖြေရှင်းရန်ကြိုးပမ်းခဲ့သူမှာ Scotland သား Titwin သူ James Watt ဖြစ်ပါတယ်။ ဂျင်းချော့ဟာ1960ပြည့်လွန်နှစ်များကယူကိုမန်ရဲ့ဆက်ကိုပြုတ်ပြင်းမောမန်ရဲ့ကျိုးပန်းရာမှာလွန်ထီရောက်သောရင်းနှီးငွေဆက်ကိုတီထွင်နိုင်ခဲ့ပါတယ်။သူ့ရဲ့အဓိကတိုးတက်မှုမှာအပူပေးခြင်းနဲ့အေးပေးခြင်းလုပ်ငန်းစဉ်များကိုတီချအခန်းများ separate condenser နဲ့လှုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်။ဒီတီထွင်မှုကြောင့် wire ဆက်ယူကိုမန်ဆက်ထလောင်းစာကိုသုံးဖို့တပုံခန့်သာ30ပြီးစွမ်းအင်ပုံမှုထုတ်လုပ်နိုင်ခဲ့ပါတယ်။ဂျင်းချော့ရဲ့ရင်းနှီးငွေဆက်ထူးသဖြင့်1980ပြည့်လွန်နှစ်တွေမှာလက်ဘက်နိုင်စံကိုပါ ထုတ်ပြီးမှပြုပြင်ပြောင်းလဲလာတဲ့အခါ၎င်းဆက်ဆက်မှုဒေါ်လာရဲ့အဓိကမောင်းနှင်အားဖြစ်လာခဲ့ပါတယ်။ခုကစက်ရုံများရေအားပေါ်မမီကိုတော့ပဲမိဒီနေရာစက်ရုံများကိုတိဆောက်နိုင်လာကြပါတယ်။ဂျင်းကျော်ရေးစက်များကိုအထယ်လေးစက်ရုံများတန်ရင်ကျူစက်ရုံများနဲ့အခြားလုပ်ငန်းများမှာပါကြည်ကြည်ပြင်းပြင်းအသုံးပြုလာကြပါတယ်။ရင်ရင်းဝိစာထုတ်လုပ်မှုရဲ့စာအောင်လူချွတ်တာတုံးဟုတ်တဘာဝရေးစီးရပေါ်ရင်မိကိုတော့ပဲစွမ်းရည်အေးမြတစ်ခုပေါ်ရင်ပြုတ်ဝမိကိုစင်နိုင်ခဲ့ပါတယ်ဂျင်းချော့က ခစ်တကွာကြီးကိုလဲပတ်စီခဲ့တဲ့တီထွင်သူလို့ဆိုနိုင်သူ့ကိုဂုံပြသောအဖြစ်စာအာယူနစ်ကို what ခုပြီးတက်မှတ်ခဲ့ပါတယ်ဆမှုတော်လန်ရဲ့ရလက်ဖြစ်ကုန်ပစ္စည်းအများပြားထောက်လုံနိုင်လာတဲ့အခါမှာအဲဒီကုန်ပစ္စည်းများကိုနိုင်ငံအတွင်းနဲ့နိုင်ငံတကာဈေးကွက်များသို့နှိမ်ပြန်စွာတည်ယူပို့ဆောင်နိုင်လိုအပ်လာပါဒီလိုအပ်ချက်ဟာတည်ယူပို့ဆောင်ရေးစနစ်တွေကြီးမားသောဒေါ်လာပြောင်းလဲမှုများကိုဖြစ်ပေါ်စေခဲ့ပါတယ်။အမှောင်ဆုံးသောအဓိကတိုးတက်မှုမှာတူးမြောင်းများဖြစ်ပါတ ဆက်ရှိရသူအလဲပိုင်းမှာစတင်ခဲ့တဲ့တူမြောင်ဖောက်လုပ်မှုအရှိန်ဟောင်းကြောင့်ပြည်တွင်တနိုင်ငံလုံးမှာတူမြောင်ကော်ရကြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။တူမြောင်များဟာလေးလံနဲ့ကြောင်မီးသွေးနဲ့တပ်မဏိများကိုဆက်ယုံများသို့ဈေးတက်တာသာလဲကူစွာတည်ယူနိုင်ခဲ့ပါတယ်။ထို့နောက်တွင်လမ်းမဆက်သွေးတိုးတက်မှုများပေါ်ပေါက်လာခဲ့ပါတယ်။ဂျွန်မက်ကဒမ်ကကြောက်ခဲတိတိများဖြင့်လမ်းမျက်နှာပြင်ကိုခိုင်ခန့်စေသောနည်းစနစ်ကိုတီထွင်ခဲ့ရာသောမက်ကဒမ်လန်ကိုခေါ်တယ်ပြီးကုန်းလန်းခီးကိုပုံပုံမြန်ဆန်ချောမှုစီခဲ့ပါတယ် ။သို့သောစက်မှုဒေါ်လာရေကိုအမှန်တကယ်အချိန်မြင့်ပေးခဲ့ရတော့ရေထားစနစ်ပဲဖြစ်ပါတယ်။1900ကျော်အစောပိုင်းမှာ George Stevenson ကရင်းနှီးငွေဆက်ကိုအသုံးပြုတဲ့မြေထားဇာကောင်းများကိုအောင်မြင်စွာတည်ဆောက်ခဲ့ပါတယ်။1925ခုနှစ်မှာပထမဆုံးအများပြည်သူသုံးမြေထားလမ်းဖြစ်တဲ့ Stockton and Darlington မြေထားလမ်းကိုဖွင့်လှစ်ခဲ့ပါတယ်။1830ခုနှစ်မှာ Liverpool and Manchester မြေထားလမ်းဖွင့်လှစ်တဲ့အခါမှာ The Rocket ဟူအမည်ပေးထားတဲ့ Stevenson ဇာကောင်းသည် အောင်မြင်မှုများရရှိခဲ့ပြီးမြေထားခက်ကိုစတင်စေခဲ့ပါတယ်။မြေထားများဟာကုန်ပစ္စည်းများကိုအလုံးရင်းဖြင့်အချိန်တိုတွင်သယူပို့ဆောင်နိုင်ခြင်း၊လူများကိုမြို့များစီသို့လင်မြန်စွာရွှေ့ပြောင်းနိုင်စေခြင်းတို့ကြောင့်ဂရိရှာစီးပွားရေးနဲ့လူဝေးအထင်ပြင်ကိုလုံးဝပြောင်းလဲဖြစ်ခဲ့ပါတယ်။မြေထားများဟာဆက်မှုလုပ်ငန်းများအတွက်ဆက်မပြတ်တောင်းဆိုမှုများကိုဖြစ်စေခဲ့ပြီးတော့တမန်နီချောင်းမီတီထုတ်လုပ်မှုကိုပုံပုံမြင့်တက်စေခဲ့ပါတယ်။ ဆက်ရန်နီးယားများနဲ့ရင်းနှီးငွေ့ဆက်များဟာထုတ်လုပ်မှုကိုဗဟုပြုစေတဲ့ဆက်ယုံစနစ်ကိုမွေးဖွားပေးခဲ့ပါတယ်။ဆက်ယုံများဟာထုတ်လုပ်မှုကုန်ကြစည်ကိုရော့ကျစေပြီးကုန်ပစ္စည်းအရည်အသွေးကိုစံတက်မှတ်နိုင်စေခဲ့ပါတယ်။ဤစနစ်တကြောင်အလုတ်ကန်ခွန်လန်းများပေါများလာပြီးကျေးလက်ဒေသမှလူများပြားသည့်ဆက်ယုံများတရှိရာမြို့ကြီးများသို့အလုံးရင်းဖြင့်ပြောင်းရွှေ့နေထိုင်လာကြပါတယ်။ဤဖြစ်စဉ်ကိုမြို့ပြချဲ့ထွန်မှု urbanization လို့ခေါ်ပါတယ်။19ရာစုအလယ်ပိုင်းမှာ London, Manchester, Liverpool ကဲ့သို့သောမြို့ကြီးများဟာအလွန်လင်းမြန်စွာကြီး းထွားလာခဲ့ပါတယ်။သို့တော့မြို့များချက်တွင်မူဟာလူမှုရေးပြဿနာများစွာကိုလည်းတည်ဆောင်လာခဲ့ပါတယ်။နေထိုင်သူဦးရေအဆမတန်များပြားလာတဲ့အတွက်မြို့ပြအခြေခံအဆောက်အုံများဖြစ်သောအင်ယာရေပေးဝေမှုနဲ့မင်းလာစနစ်များက လိုက်မီနိုင်ခြင်းမရှိခဲ့ပါဘူး။ရလတ်နေဖြင့်လူနေထူထပ်ပြီး မြစ်ပတ်ပေကျန်သောစင်းရဲသားရက်ကွက်များပေါ်ပေါက်လာခဲ့ပါတယ်။တခန်းထဲတွင်လူများပြားပြုံတိုးနေထိုင်ရခြင်း၊တန်ရှင်းသောရေရှားပါခြင်းနှင့်စနစ်တကျမရှိသောဆုံးဖြတ်ပစ္စည်းများကြောင့်ကာလာဝမ်းယောဂါနှင့်အခြားကူးဆက်ယောဂါများလင်းမြန်စွာပြန့်နှံ့နိုင်သည့်အခြေအနေများဖြစ်ပေါ်လာပါတယ်။ဆက်ယုံများအတွင်းမှာလည်းအလုသမားများရဲ့ဘဝအဆိုးရွားခဲ့ပါတယ်။အလုချင်အားတစ်နေ့မှာ12နာရီမှ16နာရီထိရှည်လျားပြီးလောက်ခလာစာနေပါခဲ့ပါတယ်။ဆက်ယုံပိုင်ရှင်များကုန်ကြစီကိုရှော့ချလိုတဲ့အတွက်ကလေးငယ်များကိုပင်ခိုင်းစေခဲ့ပါတယ်။ကလေးလူသားများတင်းငယ်သောအရွယ်စားနဲ့ ့တွက်လက်မှုတို့ကြောင့်ဆံများချားသူအလွယ်တကူဝင်ရောက်နိုင်ခြင်းမြို့သီးများနဲ့ကလေးများကိုလောက်ခလာစွာပုံမနှဲပါစွာပေးနိုင်ခြင်းတို့ကြောင့်စက်ရုံပိုင်ရှင်များအထူးသဖြင့်အသုံးပြုခဲ့ကြပါတယ်။စက်ရုံပဝန်းကျင်ဟာဆူညံခြင်းပုံမများထူထပ်ခြင်းနဲ့အန္တရာယ်များပြားခြင်းတို့ကြောင့်လောက်သမားများရဲ့ကျန်းမာရေးနဲ့ဘေးကင်းကိုကြီးမားစွာထိခိုက်စေခဲ့ပါတယ်။ စက်မှုဒေါ်လာရေးဟာ British Shark လူပောင်ကိုလုံးဝပြောင်းလဲပစ်ခဲ့ပါတယ်။ရင်းနှီးငွေဆက်မပေါ်ခင်ကမီးပန်းရှင်များဟာအာဏာရှိဆုံးလူရန်စားများဖြစ်ခဲ့ပြီးမြဲယခုအခါမှာဆက်ယုံပန်းရှင်များ၊ကုန်သည်များနဲ့ဗန်လုပ်ငန်းရှင်များပါဝင်တဲ့အလေအလက်လူရန်စားတဲ့ဘူးစွာများဟာစီးပွားရေးအရသာမက နိုင်ငံရေးရပါအရှိန်အဝါကြီးမားလာခဲ့ပါတယ်။ထို့အတူစစ်ရုံများမှာအလုပ်လုပ်ကန်တဲ့အလုပ်သမားလူရန်စားတစ် proletariat များလည်းပေါ်ပေါက်လာခဲ့ပါတယ်။ဤလူရန်စားနှစ်ရက်ကြာမှာဒဏ္ဍာဥ္စာနဲ့အခွင့်အရေးကွာဟချက်ကအလွန်ကြီးမားခဲ့ပါတယ်။ဆိုးရွားတဲ့အလုပ်သမားဘဝကြောင့်အလုပ်သမားများဟာစီးလုံးညီညွတ်စွာဖြင့်၎င်းတို့ရဲ့အခွင့်အရေးအတွက်တိုက်ပွဲဝင်ရန်စတင်ခဲ့ကြပါတယ်။အစိုးပိုင်းမှာလက်တိုက်ကဲ့သို့သောလှုပ်ရှားမှုများပေါ်ပေါက်လာခဲ့ပါတယ်။လက်တိုက်များဟာ၎င်းတို့ရဲ့အလုပ်ကံများကိုလူယူတီဟုယူဆကဆန်ရန်များများကိုဖျက်ဆီးခဲ့ကြပါတယ်။သို့တော့ဤလှုပ်ရှားမှုဟာအစိုးရ ားရဲ့ရက်ဆက်စွာနှိမ်နှင်းခြင်းကိုခံခဲ့ရပါတယ်။အချိန်ကြာလာတဲ့နေ့မှာအလုတ်သမားများဟာပုံမဖွဲ့စည်းမှုရှိတဲ့ကုန်တွယ်မှုတမကများကိုဖွဲ့စည်းခဲ့ကြပြီးလောက်ခတိုးမြင့်ရေးအလုတ်ချိန်ရှော့ကြရေးနဲ့လုပ်ငန်းခွင်အခြေအနေများတိုးတက်ကောင်းမွန်ရေးအတွက်တောင်းဆိုခဲ့ကြပါတယ်။အလုတ်သမားများရဲ့ဖိအားနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစိုးရိမ်မှုများကြောင့်ဗြိတိသျှပါလီမန်အလုတ်သမားများရဲ့ဘဝအခြေအနေကိုတိုးတက်စေမယ့်ဥပဒေများကိုပြဋ္ဌာန်းခဲ့ပါတယ်။စက်ရုံဥပဒေများကို1833ခုနှစ်မှာစတင်ကဇက်တိုက်ပြဋ္ဌာန်းခဲ့ပြီး ထို့သဖြင့်ကလင်းလုတ်သားများရဲ့အချိန်ကိုကန့်သက်ခြင်းအသက်ကန့်သက်ချက်တတ်မှတ်ခြင်းနဲ့စစ်ဆေးရေးမှုများကိုဆီလိုခြင်းတို့ပါဝင်ခဲ့ပါတယ်။ဤဥပဒေများဆက်မှုတော်လှန်ရေးအစိုးရချံကိုဖြည့်ရှင်းရန်အတွက်နိုင်ငံတော်အစိုးရမှစတင်ဝင်ရောက်ဆွတ်ဖက်လာတဲ့အရေးကြီးသောခြေလှမ်းများဖြစ်ပါတယ်။ဤလူမှုဖိအားများနောက်ပိုင်းမှာ social link နဲ့ community အတွေးခေါ်များပေါ်ထွက်လာရန်အခြေခံအုတ်မြစ်ကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်။ က်မှုဒေါ်လာရအဒမ်စမစ်ရဲ့လွတ်လပ်သောဈေးကွက်နဲ့ပုတ်ကလစ်ကပိုင်ဆိုင်မှုအယူဆပေါ်အခြေခံတဲ့အရင်းရှင်စနစ်ကိုခိုင်မာစေခဲ့ပါတယ်။စီးပွားရေးလုပ်ငန်းရှင်များအစိုးရရဲ့ဝင်ရောက်ဆော့ဖို့နှဲပါတဲ့ပတ်ဝန်းကျင်တွင်လွတ်လပ်စွာရှင်ပြိုင်ကြပြီးအမြင့်ဆုံးကိုအမြင့်ဆုံးရရှိရန်ကြိုးပမ်းကြပါတယ်။ဤစနစ်ကိုစက်မှုလုပ်ငန်းရှင်အများစုက ထောက်ခံခဲ့ကြပါတယ်။ James Mee နဲ့ Jim Stewart တို့ကဲ့သို့သောအသုံးဝင်မှုဝါရီများကမူလူအများစုအတွက်အကျိုးအများဆုံးဖြစ်စေမဲ့စနစ်တစ်ခုကိုတည်ဆောက်ရန်မျှော်မှန်းခဲ့ကြပါတယ်။စက်မှုဒေါ်လာရဲ့ရလဒ်ဖြစ် Britain ဒီကမ္ဘာ ားထိတ်တန့်စီးပွားရေးနဲ့စီးရင်အင်အားကြီးနိုင်ငံဖြစ်ရည်တည်ခဲ့ပါတယ်။ဗြိတိန်ဟာကုန်ပစ္စည်းများကိုအစုလိုက်ပြုံးလိုက်ထုတ်လုပ်နိုင်စွမ်းရှိတဲ့တခုတည်းသောနိုင်ငံဖြစ်ခဲ့ပြီး၎င်းရဲ့အထယ်လိုက်နဲ့တန်မဏီများကမ္ဘာဈေးကွက်ကိုလွှမ်းမိုးခဲ့ပါတယ်။ဤလွှမ်းမိုးမှုဟာဗြိတိန်ကိုကိုလိုနီအင်ပါယာတိုးချဲ့ရေးကိုလည်းအထောက်အကူပြုခဲ့ပါတယ်။ဗြိတိန်စက်ရုံများအတွက်ကုန်ကြမ်းများဥပမာအိန္ဒိယမှချီမြင်ရရှိရန်နဲ့ထုတ်လုပ်ပြီးကုန်ပစ္စည်းများကိုရောင်းချရန်အတွက်ကြီးမားသောကိုလိုနီနယ်မြေများလိုအပ်လာခဲ့ပါတယ်။ ဤဒီမှာဆက်မှုတော်လှန်ရေးနဲ့နယ်ချက်ဝါဒတို့အပြန်အလှန်ဆက်ဆက်နေပုံကိုပြသနေပါတယ်။၁၉ရာစုနောက်ပိုင်းနှစ်တွေမှာဆက်မှုတော်လှန်ရေးဟာဗြိတိန်မှအခြားနိုင်ငံများသို့ပြန့်နှံ့သွားခဲ့ပါတယ်။ဥရောပတိုက်ဘယ်လ်ဂျီယံ၊ပြင်သစ်၊ဂျာမနီ၊အမေရိကန်ပြည်အောင်စုနဲ့ဂျပန်နိုင်ငံတို့ဟာဆက်မှုလုပ်ငန်းများကိုအရှေ့ဟုန်မြင့်တိုးချဲ့ခဲ့ကြပါတယ်။သို့သောဗြိတိန်သည်အစောဆုံးစတင်ခဲ့သူဖြစ်တဲ့အတွက်စီးပွားရေးဆိုင်ရာအားသာချက်ကိုနှစ်ပေါင်းများစွာရရှိခဲ့ပြီးကမ္ဘာပေါ်တွင်စံပြနှင့်ရှေ့ဆောင်နိုင်ငံအဖြစ်ရပ်တည်ခဲ့ပါတယ်။ဤသို့ဖြင့်ဆက်မှုတော်လှန်ရေးဟာကမ္ဘာနိုင်ငံများအကြားချမ်းသာကြွယ်ဝ မှုကွန်ဟချက်ကိုလည်းပုံမှန်ကြီးမားစေခဲ့ပါတယ် ဗြိတိရှားဆက်မှုဒေါ်လာရလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကဖြစ်ပွားခဲ့တော်လဲ၎င်းရဲ့အကျိုးဆက်များယနေ့တိုင်ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ဆက်မှုဒေါ်လာရလူပေါင်းကိုအောက်ပါနီလန်းများဖြင့်ပြောင်းလဲပစ်ခဲ့လို့ညီကုန်းချုံနိုင်ပါတယ်။ပထမအချက်မှာထုတ်လုပ်မှုနော်လင်းမြန်လာခြင်းဖြစ်ပါတယ်။လက်မှုပညာမှာဆက်မှုထုတ်ဆက်မှုထုတ်လုပ်မှုတို့ကုပြောင်းခြင်းဟာကုန်ပစ္စည်းများကိုရခင်ကထက်အစပေါင်းများစွာပုံမမြန်ဆန်စွာပုံမဈေးတက်တာစွာနဲ့ပုံမများပြားစွာ ထုတ်လုပ်နိုင်စေခဲ့ပါတယ်။၎င်းဟာပစ္စည်းဥစ္စာများကိုတာမန်လူရန်စားများဝယ်ယူသုံးစွဲနိုင်တဲ့ င့်မီစားတုံးသူလူပောင်ကိုဖန်တီးပေးခဲ့ပါတယ်ဒုတိယချက်မှာမြို့ပြပြောင်းလဲမှုနဲ့လူမှုဘဝဖြစ်ပါတယ်ကျေးလက်နေထိုင်မှုပုံစံမှာမြို့ပြနေထိုင်မှုပုံစံတို့အပြည့်အတိုင်းပြောင်းလဲသွားခဲ့ပါတယ်လူရန်စားအသက်များပေါ်ပေါက်လာခြင်းမြို့သမီးများနဲ့ကလေးများလုပ်ငန်းခွင်တို့ဝင်ရောက်လာခြင်းတို့ဟာမိသားစုစုဖွဲ့မှုပုံစံနဲ့လူမှုဆက်ဆံရေးများကိုပါပြောင်းလဲစေခဲ့ပါတယ်လူ့သမားများရဲ့အခွင့်အရေးတောင်းဆိုမှုများဒီမိုကရေစီအခွင့်အရေးများတိုးတက်လာရေးအတွက်အရေးပါသောအခမ်းကဏ္ဍအနေပါဝင်ခဲ့ပါတယ်တတိယအချက်မှာဤပညာတိုးတက်မှုနှုန်းမြန်မာလာခြင်းဖြစ်ပါ ပါတယ်။စက်မှုတော်လန်ရေးဟာစမ်းသစ်တီထွင်မှုများမယံမနာဖြစ်ပေါ်နိုင်သည်ဟုသောအယူအဆကိုခိုင်မာစေခဲ့ပြီး၎င်းကနောင်နှင့်ဒုတိယစက်မှုတော်လန်ရေးလျှက်စစ်နှင့်တပ်မဏိတတိယစက်မှုတော်လန်ရေးကွန်ပျူတာနှင့်သတင်းအချက်အလက်တို့ကိုဖြစ်ပေါ်စေခဲ့ပါတယ်။ယနေ့ခေတ်ကျွန်တော်တို့အသုံးပြုနေတဲ့ကာညာလေယာဉ်များကွန်ပျူတာများနဲ့စက်ရုံများ James ဆွာရဲ့ယင်းငွေဆက်မှာစတင်ခဲ့တဲ့တီထွင်မှုဖန်တီးမှုလမ်းကြောင်းပေါ်မှာတရှိနေကြခြင်းဖြစ်ပါတယ်။သို့တော့ဆက်မှုတော်လန်ရဲ့အမွေနှစ်ကအကောင်းများသာမကအဆိုးများလည်းပါဝင်ပါတယ်။ပဝင်းချင်းညဉ့်ညံ့မှု ကြီးမားလာသောဒနာဥစ္စာကွာဟချက်နဲ့ဆက်ယုံများမှထွက်ပေါ်လာတဲ့ကာဗွန်ဓာတ်ငွေများယနေ့ကမ္ဘာကရင်ဆိုင်နေရတဲ့အဓိကပြဿနာများဖြစ်ပါတယ်။သို့ဖြစ်ရာပြည်ရှာဆက်မှုတော်လှန်ရေးကလူသားမျိုးနွယ်အားပုံမကောင်းမွန်ပုံမရှုပ်ထွေးသောခေတ်တစ်ခုစီသို့ပို့ဆောင်ပေးခဲ့သောမရှိမဖြစ်လိုအပ်တဲ့ကုပြောင်းမှုကြီးတစ်ခုအဖြစ်သမိုင်းနဲ့မတန်းတင်ရမည်ဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အပေါင်းကျေးဇူးများ၏တင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုမှာဆက်လက်ဆောင်တွဲကြအောင်